ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေကိုဒီကနေ့ရုံးထုတ်စစ်ဆေးမှာဖြစ်တဲ့အတွက်မိဘဖြစ်သူတွေကဒီကနေ့မနေ့အစောကြီးကတည်းကတာယာဝတီထောင်ရှိမှာစောင့်ဆိုင်းခဲ့ကြပါတယ်။ကျောင်းသားတွေကိုလက်ဗရန်မြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်မိဘတွေနဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။ကိုကျော်စောဝင်းကသတင်းပေးပို့ထားပါတယ်ရှင်။ကျွန်တော်တို့အခုရောက်ရှိနေရတော့ပုဂိုးတိုင်းဒေသကြီးတာရီအချင်းထောင်ရှေ့ရောက်ရှိနေတာဖြစ်ပါတယ်။တာရီအချင်းထောင်ရှေ့မှာဒီနေ့ဆိုရင် ကျောင်းသားမိဘတွေတော်တော်များများရောက်ရှိနေပါတယ်။ဘာကြောင့်ကျောင်းသားမိဘတွေရောက်ရှိနေလဲဆိုရင်လက်ဗရန်ကျောင်းသားအရေးကိစ္စမှာဖန်ဆီးခံရတဲ့ကျောင်းသားတွေကိုဒီနေ့ရုံးထုတ်ပြီးတော့ပြန်လည်လွှတ်ပေးမယ်ကြားတဲ့အတွက်ကျောင်းသားမိဘတွေကမနေ့ကနေစောင့်နေလူရှိတယ်လို့ညတွေကနေပြီးတော့တာရီကိုရောက်ပြီးတော့လာစောင့်နေတဲ့ကျောင်းသားမိဘတော်တော်များများကိုတွေ့ရှိရတာဖြစ်ပါတယ်။ကျွန်တော်သားဒီအခုပြန်လာပြီးတော့ပြန်လွတ်လာမလားဆိုတဲ့မျော်လင့်ချက်လေးနဲ့လာပြီးတော့စောင့်တာပေါ့။ဒါလာတော့မနေ့၄နိုင်ခွဲတဲ့ဟိုတည်းကထွက်လာတယ်၄နိုင်တည်းကထွက်လာတာပေါ့တန်လျာနေပြီ။ အဲ့လိုက်ဆောင်ဆန်းကြည့်တော့တို့တွေပဲအချင်းထုတ်မယ်ဆိုတာကိုတော့မသိကြသေးဘူး။အသိကြမသိရသေးဘူးဆိုတဲ့အကြောင်းပြောရတယ်။သူကတော့တန်နိုင်ငံလုံးအတွက်ကိုလှုပ်ဆောင်ပေးနေတဲ့အတွက်ကတော့ကျွန်တော်တို့ကတော့ဂိုးယူပါတယ်။ကျွန်တော်မိဘအနေနဲ့ကတော့ဂိုးယူတယ်လေ။ပြီးခဲ့တဲ့ match လ10ရက်နေ့ကလေဗရန်တပိတ်စကန်ဖြိုခွင်းပြီးဖန်စီခံထားရတဲ့ကြောင်းသူကြောင်းသားတွေနဲ့သူတို့ကိုကူညီတဲ့အရက်သားတွေကိုပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တဲ့နေ့မှာမိဘဖြစ်သူတွေကတာရီထောင်ရှိမှာစောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ထောင်ရှိမှာစောင့်ဆိုင်းခဲ့ပေမဲ့ တာရီတရားရုံးမှာယုံထုံမလားလေဗရန်မှာယုံထုံမလားဆိုတာမသိခဲ့ကြပါဘူးခလေးတွေကိုလွှတ်မယ်ဒီနေ့ယုံထုံမယ်ကြတော့လေအဲအခုတို့မင်း73ရက်နေ့ညတွေကကာစီပြီးတော့လာတာကွာမနေ့ကဒီမှာလာတော့လေမနေ့ဖန်မှာတွေ့ရမှာဆိုတော့အဲမနေ့ဖန်မနေ့ကတကြိမ်လာတယ်ကွာမတွေ့ရတော့လေဒီနေ့တခါယုံထုံမယ်ခလေးတွေတွေ့ရမှာဆိုတော့ဒီနေ့လာဆောင်တယ်အခုတို့ကပညာသိမ့်မတတ်တော့လေသူတို့ရဲ့အတွေးခေါ်တွေက မြင်မာတယ်လို့ပဲဆိုရမှာပေါ့လေဟုတ်ဒီလိုပဲဆိုရမှာသူတို့ကကောင်းတာလုပ်တာဆိုတော့ဒီဘိုးလူကအများကြီးကျင်းနေမှာပေါ့ပထမပြောတော့ဒီနေ့ရှင်းနိုင်ရထောင်ဝင်သာတွေ့မယ်ပြောတယ်အခုကတော့တွေ့ပြန်မရဘူးတဲ့ရုံးထုံမှာမလို့တော့အဲ့လိုသိရတယ်သူတို့မနေ့ကပြောတော့ဟိုအကန့်အသတ်နဲ့ပေါ့နော်အဲ့လိုထုံမယ်လို့ကြားတယ်ဒါပေမဲ့ရုံးထုတ်တယ်ဆိုရင်ဖမ်းတယ်ဖမ်းတဲ့သူအကုန်ထုတ်ရမှာပေါ့သူရမန်နဲ့ပို့ချုပ်လို့ပဲရမယ်ကျွန်တော်23 final မှာထောင်ကြခဲ့တယ်အသက်23နှစ်သား ူကတမိယ30ဆိုတော့6နှစ်တောင်သူကနည်းနည်းနောက်ကျသွားတယ်ဒါပါအရင်တခါယုံထုတ်ခဲ့တဲ့အတိုင်းပဲကျောင်းသူကျောင်းသားတွေကိုလက်ဗရန်မျိုးနဲ့တရားရုံးမှာယုံထုတ်ခဲ့ပြီးမိဘတွေနဲ့တွေ့ဆုံခွင့်ပေးခဲ့ပါတယ်တွေ့ရတာကြတော့သူခေါင်းကိုထိထားတာနားတယ်ခေါင်းအလဲခေါင်းမှာယောင်ပြီးနားနေတယ်ဖန်းစီခန္ဓာရသူ80ကိုဒီနေ့ယုံထုတ်စစ်ဆေးခဲ့ပြီးဝိုင်းရံသူ12ဦးကိုတော့အာမခံနဲ့ပြတ်လွတ်ပေးပြီးနောက်ထပ်ယုံချင်းပေးခဲ့ပါတယ်ခင်ဗျာ